ို့ညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ကျေးဇူးပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာတော့ Ilya Arinbet ရေးသားတဲ့ The Fall of Berisa ကိုဆရာမြတ်တန်းတင်ဘာသာပြန်ဆိုရတဲ့ Paris ကြဆုံးခန်းစာအုပ်အခန်း85ဖြစ်ပါတယ်ကဲစလိုက်ရအောင် Andre သည် Paris တွင်တောင်တင်ချမ်းရစ်ခဲ့သည်ဂျာမန်တို့ Paris နားသူရောက်လာပြီဆိုသည့်ခါတွင် ရထားတွေမော်တော်ကားတွေမရှိကြတော့ခြေထောက်တင်ထိုင်ရန်ရခဲ့သဖြင့်ခြေချင်းလည်းမရှောင်နိုင်သူနေသည့်အိမ်တွင်လည်းတယောက်မှမရှိကြတော့ဟာလာဟင်းလင်းဖြစ်လျက် နှစ်ရက်လုံးလုံးဂျာမန်စစ်ကြီးတချင်းတန်းနဲ့စစ်ဖက်နှက်တန်းများကိုသာကြားနေရသည်။စားစရာဘာမှမရှိတော့သည့်အချိန်စားလောင်ခြင်းလည်းမဖြစ်။အဖြစ်ပြက်များကိုနားလည်အောင်လည်းမကြိုးစားတော့ပေ။လဲကြနေသည့်တပင်ကြီးတပင်လိုစုဖဘော်တွင်မလှုပ်မရှက်လဲလျောင်းနေသည်။တခါတခါတွင် အိပ်ပျော်သွားသည်။ရခင်ကအိပ်ပျော်လျင် အိမ်မက်တွေပါရီမက်သည်ဟူ၍မရှိလား။ယခုမှအိမ်မက်တွေကြောက်ကြရက်တက်တော့ချံတချံမှဆက်တနတ်တလက်ဘေးတွင်လဲနေပြီးအဖေကကြီကတ်တွေကိုပေးနေသည်ဟူအိမ်မက်မှတ်နေသည်။ထို့နောက်မင်္ဂလာဆောင်တစ်ခုသို့ရောက်သွားသည်။ နေဗဲကရက်ခွက်ကိုလှမ်းပေးနေပြီးဂျဲနတ်ကကျမတို့လက်ထပ်ပြီးကြပြီဟုပြောနေသည်တို့ရရင်မြေသူနှင့်လက်ထပ်သည်။အန်ဒရေသည်အဲ့ရမှာလန့်လို့လာကမှောင်ပြပြဖြစ်နေသည့်သူ့ပကြီးစတိုရီကိုအိမ်မုံဆုံးသွားမြည်ကြည့်နေသည်။သူပါရီရောက်နေပြီ။ဂျာမန်နေလဲပါရီရောက်ကုန်ကြပြီ။အတန်အော့အော့နဲ့ဂျာမန်စစ်သားများကြီးစကားပြောသံများကိုလမ်းမပေါ်မှာကြားရသည်။ပဒင်းပေါက်နဲ့အလန့်ဝေးနေသည်ဖြင့်သူတို့ကိုမမြင်ရ။တိုက်ပွဲတော့ကငါကြာသွားခဲ့ရင်အကောင်းသားပဲ။သူ့ဘာသာသူတွေးနေသည်။ တတရမြောင်နေရင်မူအပြင်ဘက်မှတကားခေါက်တံကိုကြားရသည်အန်ဒရီအိတ်ရာမှထားကကိုကိုတက်ရက်စီသည်မိသူများနီဂျာမန်များပင်ဖြစ်မည်သူထင်သည်သူကိုယ်သူသတိသွင်းသည်တို့ရရင်တကားကိုဖွင့်လိုက်သည့်အခါတွင်လော်ရီယာကိုတွေ့လိုက်ရသည်မျက်လုံးတစ်ဖက်ကိုပတ်တီးအနက်ကြီးစီးထားသည်အော်ခမားလေးကြံရိတ်ခဲ့တာဟုဘယ်မှမသွားနိုင်ပါဘူးဗျာလော်ရီယာပြောသည်ရှိရလေးတော့ပေးလိုက်ရပြီဗျပတ်စံကလေးရောနာယီကလေးရောကားနဲ့ဂျာမန်စစ်ဗိုလ်တယောက်ကကြောက်ကိုခေါ်သွားတယ်လေ ဒါပေမဲ့လမ်းရောက်တော့စိတ်ပြောင်းသွားပုံရတယ်။ထားပစ်ခဲ့တယ်။ကျုံမေကြီးအသက်ကြီးပြီးလူမမာကြီးသူ့ထားပြီးတော့ဘယ်နဲ့လောက်သွားလို့ရမလဲဗျာ။ခုဘာတွေဖြစ်နေတယ်လဲခင်ဗျားသိရလား။ဟမ်ဟမ်ကျွန်တော်မသိဘူး။ရှေ့ရက်မှာတော့ကကျုပ်တို့ခင်ဗျားတို့တွေဘာမဟုတ်တဲ့တောင်ကောင်းကလေးတစ်ခုကိုအသက်ပေးကာခွဲခဲ့ကြတယ်လေ။ခုသူတို့ကတော့ပါရီမျိုးကြီးတစ်မျိုးလုံးကိုဆုံးခွာသွားကြပြီဗျာ။အန်ဒရီယာမြည်တော့မပြောဓမ္မခင်ဗျားတယောက်တည်းနေရလား။ဟုတ်တယ်။ဂျာမန်နေပါရီကိုဝင်လာကြတဲ့ကကျွန်တော်ဘဲမှမထွက်တော့ဘူး။ ခုတော့အပြင်ထွက်ရတော့မယ်လေစေးတံတောက်စေးလဲကုန်နေပြီရုရှားမီဒီလမ်းမကြီးတွင်လူသူအရေးရံကုန်မှမမြင်ရစလိတ်ရောင်းသည့်ဆိုင်ကလေးကပိတ်လျက်အန်ဒရီသည်လူသူကင်းရှင်းသည့်လမ်းမကြီးတွင်ရက်ကလှလိုက်တဲ့မြင်ကွယ်တယောက်တည်းဆိုမိသည်ပါရီမျိုးကြီးသည်တန်ရှင်းနေသည်အောင်ထင်ရသည်တကြပင်များကအာယုံဖြတ်ဖြော်ရင်းမြင်ရသလိုရေးရဲရဲဒီလိုရှုခင်းမျိုးကိုဝေလီဝေလင်းအချိန်များမှာအပအခြားအချိန်များတွင်မြင်ရခဲ့ပြီးချင်းယခုအချိန်ကဝေလီဝေလင်းလည်းမဟုတ် နေမွန်းတဲ့ချိန် နေရောင်ကခက်လင်းလင်းရိတ်တရားခတ်တူတူနေရာတကာတွင်တိတ်ဆိတ်လျက်ပုံပြီးမြုပ်ပြက်ကြည့်တဲ့တွင်ကဘာလက်ခီးတဲ့တွေရှောက်ကြည့်လျင်ဒီလိုပင်မြင်ရလိမ့်မည်ဟုထင်သည်ကဘာလက်ခီးတဲ့တို့ဖို့မူလှကောင်းလှလိမ့်မည်တို့ရရင် လော်ရီယာနဲ့သူကကဘာလက်ခီးတဲ့များမဟုတ်ကျွန်တော်တို့လည်းပုံပြီးမြုပ်ပြက်ကြည့်တဲ့ရောက်နေတယ်လို့ဖြစ်နေပြီနော်အန်ဒရီယာလော်ရီယာကိုပြောလိုက်သည်တို့နှစ်ယောက်သည်နွားနုတ်ဆိုင်နှင့်အန်ဒရီသဘောကြသည့်ဈေးတန်၏ရောင်းသည့်ဆိုင်များမှဖြတ်လာခဲ့ကြသည်ထို့နောက်ရှေးအောင်ပစ္စည်း၏ရောင်းသည့်ဆိုင် ဒီဆိုင်တွင်ဆိုင်ရှင်ဘိုးကြီးသည်တိုးကြောင့်သမကျွေရုပ်ကလေးပေါ်မှာဖုံများကိုမှုန့်နေကြ။ရှေးနာတွင်ဟင်းရွက်ဆုံကျော်ကောင်းသည်ဟုနာမည်ကြီးသည့်ဂျိုးဆဖင်ဆိုင်တို့ရတွင်ယခုဘာတွေဖြစ်နေပြီနီ။လမ်းတောင်ဆိုင်ရှိတွင်ကုတ်သွေးကိုပြန်အံပြီးအစာကျွေးနေသည့်ပင်လယ်ပြန်လွှားငှက်ရုပ်ကအသက်900လောက်ရှိတော်မည်။လောကကြီးတွင်ဘဝဇလံအထွေထွေကိုမြင်ခဲ့ရပြီ။သို့မဟုတ်လျင်လည်းသူ့သားသမီးကလေးတွေကိုသွေးအံပြီးအစာကျွေးနေသဖြင့်ကြည်ချိန်မှာရမည်လို့ဟုမဆိုနိုင်။လော်ရီယာကလူမမအမေအိုကြီးအကြောင်းပြောလာသည်။ ကျုပ်ကဒါလေးနဲ့တချင်းလိုက်စုံနိုင်တော့မှမဟုတ်ဘူးလို့အမေကခဏခဏပြောတယ်ဗျ။အင်းဟုတ်တာပဲ။ဒီအချိန်များတိဝိုင်းနေပါရည်နဲ့ဘသူကဇိမ်ခံနားထောင်နေနိုင်မှာမလဲဗျာ။ဂျာမန်စစ်ဗိုလ်တွေပါရည်မင်္ဂလာဆောင်ရင်တော့ငှားတံကောင်းပါရဲ့။အန်ဒရီးယားစိတ်ပေါ်ပါလန်းဆန်းသွားအောင်လှုပ်ချင်သည်။ဒါကြောင့်စ조사ရပြုံးလိုက်သည်။အန်ဒရီးသည်ချက်ချင်းစာလောင်လာသည်။သူတို့နှစ်ယောက်သည်စိုင်းတဆိုင်ထဲသို့ဝင်လာခဲ့ကြသည်။စိုင်းကအထက်တန်းကြကြဆိုင်။ရခင်တန်ယုံများစိတ်ကြမင်းရက်ကွက်မှာအထက်တန်းကဧကံပွဲများသို့အော်လာဖြင့်တွင်းနိုင်သည်ဆိုင်။ ။စိုင်းမရှင်မိန်းမကြီးကခတ်ဝဝဘာကိုရဲနေအောင်စိုးထားသည်။အသက်90လောက်ရှိပြီ။ဇေဝံမိန်းမတစ်ယောက်နဲ့စကားပြောနေသည်။ဂျာမန်ကောင်လေးကရိုင်းဆိုင်နေတဲ့မဟုတ်ပါဘူးတော့မမွန်ရီရှိပါပြီနဲ့ဝယ်သမ ्या အတွက်လည်းပတ်စံပေးရှာပါရယ်။ကျမတို့ဆရာကတော့ပြောတော့သူတို့ရောက်လာရင်ငင်ဝစ်ပြည်ပြားကြီးရမယ်တဲ့။ပြီးတော့အလုသမားတွေကိုလည်းအလုကောင်းကောင်းလုပ်ခိုင်းရမယ်တဲ့လေ။ဟုတ်တာဗောအလုသမားတွေကအလုမှမလုပ်ကြတာ။အန်ဒရီးယားပမ်မုတ်တလုံးကိုဝါရင်ပလုတ်ပလောင်းဖြင့်ခမောင်းဆရာကတော့တော်တာဗော။ ဆိုင်ရှင်မျိုးသမီးအန်ဒရီကိုခတ်တုတ်တုတ်ဖြင့်အရန်သွန်ပြောနေတဲ့ငယ်ရဲ့သူကမဒန်မြူကရဲ့အိမ်ရာအိမ်စီလေငါတို့ကဂျာမန်ပတ်စံနဲ့ပြီးမလားပြင်သစ်ပတ်စံနဲ့ပြီးမလားအန်ဒရီကပြုံးလိုက်ရင်ကျွန်တော်ကပြင်သစ်ဖရန့်ဆိုလို့တရားမှမရှိဘူးဗျတရားမှရှာလို့လည်းမရဘူးကျွန်တော်ကဆက်မှုလုပ်ငန်းရှင်မြူကမဟုတ်ဘူးလေဆိုင်ရှင်မိန်းမကြီးကအန်ဒရီတလုံးကိုကောင်းကောင်းနားမလဲအလုပ်ကိစ္စကိုပြောတည်လေးမျိုးဖြင့်တချို့ကပြောတော့ဂျာမန်မတ်တင်ကတွေငွေဆက်ကူတွေကအစ်စ်မဟုတ်ဘူးတဲ့အတူတဲ့ဂျာမနီမှာတုံးလို့မရဘူးတဲ့ ကြံကြီးစီရတော့မဟုတ်နိုင်ပါဘူးကြည့်ရတာရရင်ကြည်ကြည်တင်တင်မှုတွေတွေပါသူတို့လည်းတိုင်းကြီးပြည်ကြီးသားတွေပဲ။ဘာဖြစ်လို့ပတ်စံအတူတွေကိုပေးမလဲ။အန်ဒရီးယားလော်ရီယာကြီးကျော်ကိုပုတ်လိုက်ပြီ။ပြောလူပြောတာကြားတယ်မဟုတ်လား။ဒီကောင်နေလူတို့ကိုဘလောက်တောင်မှပဲလိန်နိုင်တယ်လဲဆိုတော့မြင်တယ်မဟုတ်လား။ကျုပ်တို့ရဲဘော်ဘိုလီဖရက်စီနဲ့သူ့ကိုယ်သူတတ်သေးသွားတာဘာမှမဆန်းဘူးဗျ။ဒီကောင်နေဒီလိုလိန်မဲဆိုတာကို तू သိတယ်။ကဲဒါတွေတာတာခင်ဗျားနဲ့ကျွန်တော်ဘာလို့လို့ဘဲသွားကြမလဲ။အန်ဒရီးဒီ သူလျှောက်နေကြရရှိမီဒီလမ်းမာကြီးတစ်လျှောက်ရှောက်လာခဲ့သည်အိမ်တိုင်းကိုသူမြင်နေကြလမ်းမီတိုင်းတိုင်းကိုသူမြင်နေကြတို့ရရင်ဒီတစ်ကြိမ်တွင်မူသူသည်သူသွားနေကြလမ်းပေါ်တွင်နိုင်ငံသားတစ်ယောက်လိုဖြစ်နေသည်စား၍ကောင်းလိုက်သည်ပမုတ်ပမုတ်တလုံးကောင်အောင်ဝါခဲ့တော့လဲအာသာမပြေဒါကြောင့်သူတို့နှစ်ယောက်ပြောက်ဝဲစားရုံတစ်ခုထဲသို့ဝင်လာခဲ့ကြသည်ဇပွဲများအားလုံးတွင်ဂျာမန်တွေကြီးစားလိုက်ကြပုံကလည်းအငမ်းမရပကံပြားကြီးများတွင် စားစရာတွေကအမောက်ပလောက်ပလောင်းစားလျက် ဘီယာတို့ရှမ်ပိန်တို့ကလည်းချောင်းစီမတက်အောင်နိုင်သူတို့ကြီးပွဲတော်ကြီးပဲဟိုပတ်ဝန်းကျင်တစ်ခုလုံးအောင်ပွဲကျင်းပနေသည်နဲ့အလံတို့ပျော်ပွဲရှင်ပွဲတို့မပါယုံတမဲမျှတာရှိသည်တကယ့်အစားအသောက်ပွဲတော်ကြီးအာနာရှင်ရစ်နေသူတို့ကြီးလေကျင်တက်တန်ကတအိအိကျုပ်ခေါက်ဆဲကြောတပွဲကိုကျုပ်ဆယ်လုံးလောက်ထည့်သည်လူတစ်ယောက်ကိုကြက်တစ်ကောင်နှုံစားသည် ရှမ်ပိန်၅ပလင်းတောက်သည်မျက်လုံးစစ်စစ်အစီတံမြောင်ခါရဝါရလုတ်တက်သည်ဆိုင်ရှင်လက်ထဲတွင်ဂျာမန်မတ်ငွေစက်ကူတည်းရကျွတ်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 မြည်လျက် အန်ဒရီနှင့်လော်ရီယာသည်စပွဲများတွင်ထိုင်နေသည့်ဂျာမန်များကိုမကြည့်ဘဲမျက်လုံးကိုတခြားသူလွှဲထားကြသည်ခက်ခဲပင်ပန်းသည့်အလုပ်တစ်ခုကိုလုပ်နေသည်နှင့်အစာကိုတိတ်ဆိတ်စွာစားနေကြသည်လော်ရီယာကအစာစားနေရင်းအားပကံကိုရုတ်တရက်ဘေးသို့တွန်းလိုက်သည်သူ့မျက်နှာကသွေးမရှိတော့သည်နှင့်ဖြူလျော်လျက်ပြုတ်လို့ဘာဖြစ်တာလဲအန်ဒရီယာမေးလိုက်သည်ဟုတ်ပါလိမမြင်ဘူးလားလော်ရီယာကမှန်ကြီးတစ်ချက်ကိုလက်ညှိုးထိုးပြသည်မှန်ထိတ်တွင်ရှေးဝတီမဝင်ရဟုရေးထားသည်အဲ့ဒါဘာဖြစ်လဲဗျာ သူတို့တခင်ကြီးဂျင်းအောင်ရေးထားတာဖြစ်မှာပေါ့ဟုတ်တယ်လေဒါပေမဲ့လော်ရီယာသည်တုံ့လှုပ်လျက်ရှိသဖြင့်စကားကိုကောင်းကောင်းမပြောနိုင်ဒါပေမဲ့ကျွန်တော်ကရေဝတီးဗျဒါကိုလုံးလုံးမေ့နေတယ်တခါမှသတိမရအောင်အန်ဒရီးယားဆလတ်စာကိုပြီးအောင်မစားတော့စပွဲမှာထကာကောင်နာသူသွားပြီးငွေရှင်းသည်ဆိုင်ရှင်ကဘယ်နဲ့လဲခင်ဗျာသုံးဆောင်လို့ကောင်းပါရဲ့လားဟုခခရရရလေးတန်းဖြင့်မေးသည်အန်ဒရီးယားဆက်ဆုပ်စွာဖြင့်ပြန်ကြည့်လိုက်ရင်ဒီကြောင်ညာကိုဘာဖြစ်လို့ကတ်တာလဲ ကျွန်တော်ဘာမှမတတ်နိုင်ဘူးလေဗျာဈေးတယ်ကတော့ဖောက်တယ်လို့ကြည့်ရမှာပဲဗျာကျွန်တော်တို့လည်းမထင်ပါနဲ့ဗျာသူတို့ကြိုက်ကိုလောက်ရတာဆိုင်ရှင်ကခတ်တုတ်တုတ်ပြောရှာသည်လော်ရီယာကတလက်လက်တောင်းနေသည်တစ်ဖက်တည်းသောမျက်လုံးဖြင့်ဆိုင်ရှင်ကိုကြည့်လိုက်ရင်ပတ်တီးနဲ့စီးထားသည့်သူ့မျက်လုံးကိုထိုးပြလျက်ဒါကသူတို့အတွက်ကတ်ထားတာလားကျုပ်တို့အတွက်လားသူတို့နှစ်ယောက်သည်တိတ်ဆိတ်စွာရှောက်လာခဲ့ကြသည်ဘာစကားပြောစရာကိုရှိသေးသည်။ရှေ့တန်းစစ်မျက်နှာတောင်ကုန်းကလေးတစ်ခုပေါ်မှာဆက်တနက်ကြီးဘေးတုံးကသူတို့နှစ်ယောက်သည်လွတ်လပ်သူများဖြစ်ခဲ့ကြသည် ယခုသူတို့ဂျာမန်တို့လုပ်သမျှကိုခံရတော့မည်။သူတို့နိုင်များကိုဘာလင်စံတော်ချိန်တိုင်းတိုက်ထားရတော့မည်။နိုင်အားလုံးကိုဘာလင်စံတော်ချိန်သုံးမည်ဟုအရန်များပေါ်တွင်ပိုစတာတွေကတ်ထားပြီးမဟုတ်လော။ထို့မျှမကသူတို့အတွေ့များသူတို့ခံစားချက်များကိုလည်းဂျာမန်တို့၏အကြိုက်နှင့်အညီညှိရတော့မည်။ထို့နောက်ဘာများလုပ်နိုင်အောင်မည်။ဂျာမန်စစ်ဗိုလ်များ၏မင်္ဂလာဆောင်များသို့လိုက်၍ဂီတာတီးရမည်လော။စုတ်တံကိုကောက်ကင်ပြီးဂျာမန်စစ်ဗိုလ်ချုပ်တို့၏ညသာစားပွဲကြီးများတဲခင်းမုံကိုပကြီးရေးရတော့မည်လော။မရေးနိုင် စုတ်တန်လေးလည်းမရှိတော့ဓာတ်ငွေကျဲစုတွေလည်းမရှိတော့ဂျဲနံလည်းမရှိတော့ကောက်ကျစ်ဆင်းလေသည့်မျက်လုံးများဖြင့်အရက်မူးနေသည့်လူလေလူလွင့်တယောက်လမ်းဘေးခုံတန်းတစ်ခုပေါ်တွင်ထိုင်နေသည်ဘေးတွင်အရက်ပလင်းရာထောင်လျက်ငြိမ်းငြိမ်းရေးစာချုပ်တဲ့ဘာလို့ချုပ်ရမှာလဲလက်မှတ်မထိုးဘာမှမထိုးဘာမှလည်းမလုပ်အဲတောက်မယ်ခုတောက်မယ်မဝါသေးဘူးအာချောက်တယ်အရက်မူးတန်ဖြင့်ပြောနေသည်ရုရှားမီဒီလမ်းမကြီးတစ်လျှောက်တွင်ထက်ငယ်ငယ်ဂျာမန်စစ်သားတို့ဖြင့်ပြည့်လျက် သူတို့မျက်လုံးများကတလက်လက်တို့ရရင်ဟာလာဟင်းလင်းချစ်လျက်တခြင်းတွေကိုအော်ဆိုလာသည်လမ်းဘေးရှိပြာမွမွဲအိမ်များကမူသူတို့တခြင်းကိုနားလည်မည်မဟုတ်စစ်သားတယောက်ကရက်လိုက်ပြီးလမ်းမကြီးဘေးရှိလမ်းကြားကလေးတစ်ခုကိုလှမ်းကြည့်လိုက်ရင်တတော်ညစ်ပတ်စုပ်ပေတယ်မြို့ဒါအောင်မြတ်သူတို့ကပါရီတဲ့အမြတ်တနိုးခေါ်နေလိုက်ကြတာနီဂရိုတွေနေဖို့ပဲကောင်းတယ်တယောက်ထဲပြောပြီးဆက်လျှောက်သွားသည်ဟမ်ငါတို့ဘာလုပ်ရမလဲစဉ်းစားနေလိုက်ကြတာလက်ဆော့တတော်လွယ်လွယ်လေးပဲတန်ရှင်းမှုတန်ရှင်းရေလို့တမလေး ီဂရိုတော်လည်းမဟုတ်ဘူးပြင်သစ်တွေတော်လည်းမဟုတ်ဘူးမင်းတို့ဂျာမန်အတွက်အန်ဒရီးယားဆိုမိသည်အန်ဒရီနေသည့်အိမ်နာကနွားနုတ်တဲ့မိမကြီးသည်ခလေးတစ်တိုက်အလေကောင်တွင်ထိုင်ရင်းငိုနေရှာသည်ဂျာမန်တို့ကိုကြည့်၍ငိုနေခြင်းဖြစ်သည်မျက်ရည်အရွှဲသားဖြင့်အန်ဒရီကိုနှုတ်ဆက်သည်ဒီလိုဤတိုင်းဘလောက်ကြကြများနေရအောင်မာတယ်လေတငယ်ရဲ့တေးရကြီးရဲ့ဆိုပြီးပြောနေသည်လူလက်ပိုင်းစစ်သားတယောက်ကသူ့စီသို့ရှောက်သွားပြီးတစုံတရာကိုပြောနေသည်နှစ်သိမ့်နေခြင်းလောက်မဆိုနိုင် ရောင်းနှုတ်တဲ့မိမကြီးကသူ့စကားကိုနားမလဲဂျာမန်စစ်သားသည်အိတ်ထဲမှဓာတ်ပုံတစ်ပုံကိုထုတ်ပြသည်ဝက်ကောင်းစားလာနေရိုက်ထားသည်သူ့ပုံကလေးလေးရဝိုင်းရံလျက်နားမလဲမီဆိုသည့်အတွက်လက်လေးချောင်းအောင်ထောင်ပြလိုက်သည်စစ်သားကြီးကရောင်းနှုတ်တဲ့မိမကြီးကလေးများကိုကြောတက်ပေးသည်တို့ရရင်ကလေးတွေကကြောက်သဖြင့်အမေနောက်ွယ်ရင်ကန့်နေကြသည်မိမကြီးကကျေးဇူးတင်စကားပြောကာပြုံးကြသည်တို့ရရင်စစ်သားကြီးထွက်ခွာသွားသည့်ခါတွင်ငါတော်သူ့အတွက်ခဏလောက်စိတ်မကောင်းဖြစ်သွားသေးတယ်ဒါပေမဲ့ဘာဖြစ်လို့ငါသူ့တနာရမှာလဲ တို့တိုင်းပြည်ကိုလာပြီးတော့မိမကြီးကစကားကိုစုံအောင်မပြောနိုင်ပဲငိုနေရှာသည် သူပြောသည့်စကားလုံးများကဘလုံးမထွေအန်ဒရီကောင်းကောင်းနားမလဲနှစ်ကွေလေးလံသောခြေလမ်းများဖြင့်လှေကားအတိုင်းကွေ့ပတ်တက်လာခဲ့သည်ကဲကျွန်တော်တို့ကျင်းကလေးတဲ့ကျွန်တော်တို့ပြန်ရောက်ကြပြီဆလိတ်ကလေးပါလေတောက်ကြအောင်စို့ခတ်တယ်ဗျာဘာလို့ရမဲလို့မသိတော့ဘူး1936ခုနှစ်တုန်းကတော့ကိုဘာလို့ရမဲဆိုတာကိုသိတယ်သိတယ်လို့ထင်နေဆိုတော့လေကျွန်တော်မိတ်ဆွေတယောက်ရှိတယ်ပီယာတဲ့ စထရာဘော်နာမှာကြာသွားတယ်။တကယ်ကတော့ကျွန်တော်သူ့ကိုနားမလည်ခဲ့ဘူး။လူကတက်ကြွားတယ်။ခိုင်ကြလေးရှိတယ်။အဲ့ဒီတော့ငင်းကြခုံကြရီကြမောကြပြောကြဆိုကြနဲ့။ခုတော့လေကျွန်တော်တို့နှစ်ယောက်တည်းပဲကြံခဲ့တော့တယ်။ဟိုးစိတ်ညစ်တယ်ဗျာ။တကယ်ပဲအေးလေကျွန်တော်လည်းမကပါဘူး။လူတိုင်းလည်းကျွန်တော်တို့စိတ်ညစ်နေကြမှာပဲ။ရှေ့လျှောက်ဘလို့လုံပြီးတော့နေထိုင်ရမယ်ဆိုတာတော့မစင်းစားတတ်တော့အောင်ဖြစ်နေပြီ။ပါရီမျိုးကြီးတစ်မျိုးလုံးကလည်းဂျာမန်လေးကြီးပဲ။ ်လော်ရီယာကဘာမှပြန်မပြောသူတို့နေရာကိုညနေချင်းဆိုင်ထိုင်၍ဆက်လိုက်တောင်းနေကြသည်စကားမပြောမိကြအပြင်ဘက်မှခက်ကြကြဲတချင်းတိုင်ကိုကြားရသည်ကြဲလုံးသဖြင့်အော်ဟစ်နေသည်နဲ့အခန်း86ဂျန်နက်သည်အာယုံတက်သည့်အထိရှောက်သွားနေသည်ခြေတံခလေးငိုတံနဲ့အဝေးမှပြစ်ခတ်တံများကအပေါင်တူထဲတွင်ပဲ့တင်ထက်လျက်မနက်လင်းသည့်ခါတွင်ဂျန်နက်သည်လူတွေနှင့်ရောနှောကချိန်မွနေသည့်မြက်ခင်းကျင်တစ်ခုပေါ်တွင်ဝင်ထိုင်လိုက်သည်မိကနေအိပ်ပျော်သွားစဉ် ပောက်ကွဲတိုင်ကြီးတစ်ခုကြောင့်လန့်နိုးလာသည်ထခုန်လိုက်မိသည်အဝဲရင်ဖုန်လုံးကြီးတွေအလိတ်လိုက်အလိတ်လိုက်တက်လာသည်ကိုမြင်ရသည်လူတွေကမြေကြီးတဲ့သို့ရပ်ဝင်သွားတော့မြင်နေမြေရှင်တွေကတ်၍မှောင်နေကြသည်ခဏကြာလျင်ဘိုင်ဟောင်းလောင်းပွင့်နေသည့်ဒံယာကြီးနဲ့ကလေးမတစ်ယောက်ကိုပွေ့ယူသွားကြသည်မောလေမောလာပြီခြေထောက်တွေလည်းပေါက်ပြဲကုန်ပြီဂျန်နက်သည်မိုင်း20လောက်ရှောက်လာခဲ့သည်ခြေထောက်တွေကကြိုက်ခဲနေသည်စာလဲစာသည် ထွက်ပြေးလာသည့်လူအုပ်နှင့်အတူရွာကလေးတရွာသို့ရောက်သည့်အခါတွင်ရွာထဲ၌လူတယောက်များမရှိတော့ပိတ်ထားသည့်ဆိုင်ကလေးတစ်ဆိုင်ရှိတွင်လူတွေဝိုင်းအောင်နေသည်ခမားတို့ဘေးဝင်နေတဲ့သားသားကြောက်ကလေးတောင်ချမင်းမစားရတာနှစ်ရက်ရှိပြီအထဲမှပြန်អော်သည်လူအုပ်ကြီးကဆိုင်ုံအတင်းရိုက်ချိုးဖြတ်ဝင်လူကြသည်ပလင်းချိုးနှင့်စီတုပ်ဘူးအချိုးရကြသည်မိမကြီးတယောက်ကရိုဘူးတဘူးကိုဖောက်ပြီးသူ့တကိုယ်လုံးတုတ်လိမ့်သည်အခြားတယောက်ကဂျဲနက်ကိုတက်သီးချောက်ရိုတဘူးနှင့်ဘစ်ကုတ်အချိုးပေးသည် ူတယောက်တည်းကွဲကြံနေရမည်ကိုဂျင်းနဲ့တိတ်ကြောက်သည်လူတွေနှင့်သာမဟုတ်အရာဝတ္ထုတွေနှင့်ကွဲကြံနေခဲ့မည်ကိုလည်းကြောက်သည်မိမကြီးတယောက်ဤသပင်းဖြူဖြူတငယ်ကလေးတယောက်ဤရေတက်ကလေးဝေရေတသားဝတ်ဆုံးတချွင်ချင်းမြည်လာသည့်လက်ဖက်ရည်ကြားတင်လာသည့်တွန်းလဲထိုအရာများနှင့်ကွဲသွားမည်ကိုလည်းကြောက်နေသည်ဂျင်းနဲ့သည်မုတ်ကိုဝါးရင်နောက်မှပြေးလိုက်လာသည် နောက်တရာတွင်မူလေသမားအချို့ကိုတွေ့ရသည်အိမ်တလုံးရှိတွင်လင်မယားနှစ်ယောက်ရပ်နေသည်ဂျင်းနဲ့ကခြေတစ်ခွတ်တောင်းသည် ဒါပါရီမဟုတ်ဘူးအေးရေတွင်းကိုသွားခတ်ရမှာရေတောက်ချင်ပေးပေးပေးပတ်စံပေးမိမဆောင်ကြည့်အောင်ကြီးပြောသည်ယောက်ျားကသူ့မိမကိုယခုမှမြင်မှုသည်နဲ့အလံတကြားလှည့်ကြည့်ရင်ကောင်းမနဲ့ငါလှုပ်လိုက်ရဆိုပြီးဟောက်သည်ထို့နောက်ကောင်းငယ်မှလေရင်ပြန်သားများမြေဟင်းတန်ကိုကြားရသည်လူတွေဟိုပြေးဒီပြေးပြေးကမြေပေါ်တွင်မှောင်နေကြသည်ဂျဲနိုင်းညနာသည်ပူလောင်သည့်ဖုံမှုန်တို့ဖြင့်ထိနေသည်ရှေ့ဆက်လျှောက်လာသည့်အခါတွင်ထုံမိမကြီးအော်ဟစ်ငိုယိုနေတန်ကိုကြားရောက်နေသည်သူယောက်ျားမှာဘုံမှန်၍ဆုံးခဲ့ပြီး လမ်းမေးတွင်ရက်နေသည့်စစ်သားတစ်တိုက်အနားမှဖြတ်သွားခဲ့ကြသည်ဂျာမနီဘယ်ရောက်နေပြီလဲရဲဘော်တို့လွန်ရီအရှိတ်ဘက်ကနေခံတိုက်ကြအောင်မလားစစ်ပြေးဒုက္ခတွေများမေးကြသည်မသိဘူးမသိဘူးဘာဖြစ်မဲလို့ဘယ်သူမှမပြောနိုင်ဘူးတိုက်ရင်မှုလည်းမရှိတော့ဘူးဂျာမနီကလည်းအရှိတ်ဘက်ကရောက်ကုန်ပြီလို့တော့ပြောတာပဲပြင်သစ်ပြည်ကြီးကတော့ဂျာမန်အောက်ကိုရောက်နေပြီလုံမနေကြနဲ့ဂလာဒီယာကတော့ပါရီယိုထိုးပေးလို့ငွေငါးတန်ရတယ်လို့ပြောတာပဲဒါနိုင်ငံရေးသမားတွေလူလေလုံလို့ဒီလိုဖြစ်ရတာအကုန်လုံးတပ်ပြဖို့ပဲကောင်းတယ်ဆိုပြီးပြောသည်စစ်သားကလေးတယောက်ခက်ငင်ငယ် ်သူကောင်းနေပတ်တီးစီလျက်ဂျင်းနတ်အနာတို့ပြေးလာကပထမစပိန်ဒုတိယချက်ကိုစလိုဗန်ကီးယားတဲ့ခုသူတို့ဘာသာစစ်တိုက်ချင်းလို့တိုက်တာကျုပ်တို့ကဒီတိုင်းအသေးခံရမှာလေသူတို့ကြတော့ပါရီရထွက်ပြေးကြတယ်ကျုပ်တို့ကြတော့ရှေ့တန်းမှာအသေးခံနိုင်တယ်မခံနိုင်တော့ဘူးဗျသူတို့လုံတိုင်းမခံနိုင်တော့ဘူးဆိုပြီးအော်ပြောရှာသည်ဟုတ်တာဗောဟုတ်တာဗောဂျင်းနတ်ကဖြေသည်ညရင်သူတို့သည်ဖျားရှိကိုကြောင်းတကြောင်းနဲ့နားကြသည်အမွေးတိုင်နဲ့ပန်းချောင်နဲ့လို့မရှိတော့ဂျင်းနတ်ဒီနေထိုင်နေသည့်ကလေးမေတယောက်က လေးကိုနှုတ်တိုက်နေသည်တရားပလင်အနီးမှာဖွားအိုကြီးတယောက်ကညည်းညူလျက်ရောင်စုံမှန်ကူကွန်များမှာတဆင်မယမ်းရောင်နေချင်နှုတ်နှုတ်သည်ဖြာကြလာသည်အဖွားအိုကြီးချွန်ထက်သည့်နှာခေါင်းကသူ့ရင်စီသို့မော့လျက်အိပ်ပျော်နေသည်လောတေးနေသည်လောဆိုသည်ကိုညီသူမှမသိနိုင်ခဏကြာတော့လူလဲထားကရှေ့သို့ဆက်လာခဲ့ကြပြန်သည်အဖွားအိုကနေကြည်လင်း၍ဆေးဖြူတုပ်ထားသည့်ဖျားရှိခိုးကြောင်ထဲတွင်ကြံ့ရစ်နေခဲ့ပြီဂျဲနတ်သည်ထိုင်ရင်းငိုက်နေသည်အတိတ်မှာရုပ်ပုံကားချက်ကလေးများသည်တစ်ဖြက်ဖြက်ပေါ်လာကြသည် လွတ်လပ်ရေးနေညာတော့ကအန်ဒရီနဲ့သူနှစ်ယောက်သားရှောက်လေခဲ့ကြပေါ့ရဟတ်တွင်တတ်ထားသည့်စင်ရုပ်ပြပြကြီးတရုတ်မိဘုံများထို့နောက်ဖြန့်မိုးနေသည့်တကြားပင်ကြီးအောက်တွင်သူတို့နှစ်ယောက်ထိတွေ့ကြရသည့်အနန်းမွန်တဲ့ချိန်လောက်တွင်ဖလူရီရွာကလေးကိုတောင်ကုန်းတစ်ခုပေါ်မှာလမ်းမြင်ရသည်တလက်လက်ရောင်ပြေးနေသည့်ကန့်ရည်ပြင်ကိုမြင်ရသည်အင်းသေတော့မသေးသေးဘူးဆိုပြီးဟိန်ချမိသည်ဖလူရီရွာကလေးကလွန်ရည်မြစ်ကိုကြော်လိုက်လျင်တစ်ဖက်တွင်လူဘဝလူလောကကြီးရှိသည်ဟုထင်နေသည် သူ့လိုထင်နေသူတွေကြီးလမ်းဘေးတွင်မီးလောင်လာသည့်ကားပြက်များနှင့်စွန့်ပစ်ခဲ့ကြသည့်မော်တော်ကားတွေအပြည့်တပင်များက၆တွေကခြိစကြီးနာတွေမှန်လျက်ကျိန်းနံကျုံများအပိုင်းပိုင်းပြက်ကတွဲလောင်ကြနေကြသည်မြင်းတေးဤတကောင်ဝင်တိုက်မိသည့်ဖြင့်လဲကြမည်ပြုသေးသည်ဝါကြန်သည့်သွားဤဖြဲလျက်ပြုံးနေသည်အောင်ထင်ရသည်ဒယန်ရနေသည့်မိမတယောက်လမ်းဘေးတွင်ထိုင်လျက်အခြားတစ်ယောက်ကသူ့ဘေးတွင်ထိုင်ကမျက်နှာကိုလက်ဖြင့်ပုတ်ပေးနေသည် GM မြို့ကြီးတစ်မြို့လုံးရစရာမရှိတော့ပကံခွက်ရောက်တွေစာအုပ်တွေ စစ်သားများလွယ်သည့်ကြောပေါ်ဤတရားအပြက်စီးပုံတွေတွင်ဖွားစာကျဲလျက်မပြတ်မစည်းကြံသေးသည့်နေရန်တစ်ဖက်ပေါ်တွင်ပိုစတာတစ်ခုကတ်ထားသည်။ရွာရည်မြို့ဟာရဲတိုက်ကြီးကိုတစ်ခါတစ်ခေါက်လာရောက်ရှူစားလှည့်ကြပါတဲ့။ကဘာလက်ခီးတများအတွက်ကြောင်ညာဖြစ်သည်။အပြက်စီးပုံတွေတွင်ဂျန်နက်မြည်တို့သွားရမည်မသိ။နေရကြက်ကြက်တောက်ပူနေသည်။ကြောက်တုံးပုံကြီးမှာစိမ့်ရွှေရွှေအနံ့ကြီးရသည်အပြက်စီးများအောက်တွင်လူသေးတွေရှိသည်တနေရာတွင်ခေါင်းတလုံးပြူထွက်လျက်အခြားတနေရာတွင်လက်တစ်ဖက်ပြူထွက်လျက်ဂျဲနက်သည်အယူးတယောက်လိုရှောက်သွားနေသည ဘာကိုမှမမြင်မျက်စိတော့ရောက်လျင်တော်ပြီရုတ်တရက်ရက်တန်သွားကအလန့်ကြားအော်လိုက်မိသည်တရားကြီးမရှိတော့ကြောက်တော့နှလုံးပေါ်တွင်ထိုင်ချလိုက်ရင်တိတ်ချင်းအောင်ဆောင်သည်ဘာကိုမှမမြင်ဘာကိုမှလည်းမကြားဂျာမန်လျင်ပြန်နေဝဲကစစ်ပြေးဒုက္ခတွေကိုဆက်တနာများနဲ့တဝောဝောပြစ်တတ်နေသည့်တိုင်ဂျဲနတ်သည် မတုံမလှုပ်ကြောက်ရွံ့သူများတွေကသာလာမခေါ်လျင်ဘလောက်ကြကြထိုင်နေမိမည်ဟူ၍မသိဒုက္ခရောက်လာကြသည့်ခါတွင်သူတို့သည်တယောက်ကိုတယောက်ကျင်လာလာကြသည်ဂယုဆိုင်လာကြသည် နောက်တွင်ကြံနေသည့်သူများခွေးကလေးများကိုပင် ခေါ်လာခဲ့ကြသည်။ဟောဟိုအောင်နားမှာလေရှိရဲ့ဟေ့ပြောတန်ကြသဖြင့်ဂျဲနဲ့သူတို့နှင်လိုက်လာခဲ့သည်။တဖက်ကန်းသို့ရောက်သည့်အခါတွင်ဂျဲနဲ့ရည်နိုင်ပြီ။မသေးသေးဘူးဟေ့တပည့်များကိုအော်ပြောလိုက်ခြင်းသည်။ခြေထောက်တွေလေးလံနေသည့်အချိန်တောင်ကုန်းကလေးတစ်ခုကိုအားတင်း၍တက်လာခဲ့သည်။ဂျဲနဲ့လှမ်းခေါ်တန်းကိုကြားလိုက်ရသည်။စစ်သားတယောက်မျက်နှာပေရည်လျက်အဝတ်စားကလည်းစုပ်ပြဲလျက်မြည်သူမှန်းမသိတော်တော်နှင့်ဝေဝဲမရ တတိချာချာကြည်တော်မှာလူဆန်းချင်နေသည်ကိုသိတော်သည်လူဆန်းကလက်ကိုလှုပ်ရမ်းဆွဲကင်ရင်ရည်နေသည်သူတို့နှစ်ယောက်ကွဲကွာသွားကြသည်မှာလေးနှစ်ပင်ရှိနေပြီလူဆန်းကမူဂျဲနက်ကိုဇက်ယုံတယုံတွင်အမှတ်တမဲ့တခါမြင်မှုသည်တို့ရရင်ဂျဲနက်ကိုရှောင်ထွက်ခဲ့သည်ယခုဂျဲနက်နှင့်ပြန်တွေ့ရသည့်အခါတွင်ဝမ်းသာ၍မဆုံးအထူးသဖြင့်ဒီလိုအချိန်မျိုးတွင်ဂျဲနက်နှင့်ပြန်တွေ့ရသည့်အခါလူဆန်းအပျော်ကြီးပျော်သည်ထောင်ပေါင်းများစွာသောလူတွေထဲတွင်တိုက်တိုက်ဆိုင်ဆိုင်သူတို့နှစ်ယောက်လာတွေ့ကြခြင်းမှာအလွန်အလွန်ကံကောင်းလွန်ရဖြစ်သည်ဟုဆိုရတော်မည် ဂျန်နက်ကိုသူတလျှောက်လုံးချစ်ခဲ့သည်ဂျန်နက်နှင့်ကွယ်ပြီးနောက်တွေ့ခဲ့ရသည့်အဖြစ်အပျက်ဟုသမျှသူ့အဖို့အိမ်မက်ပမာဖြစ်နေသည်စာအုပ်ခိုးပေးခဲ့သည့်ကိစ္စဂျီနီနှင့်ပလူးခဲ့ကြသည့်ကိစ္စရှေ့တန်းစစ်မြေပြင်ပင်လယ်ကမ်းဆက်တောင်ပြင်တွေတွင်ပြေးလွာခဲ့ရခြင်းတို့သည်အတိတ်တွင်ကြံရိပ်ခဲ့ပြီးအိမ်မက်ဆိုးများအဖြစ်သာကြံရိပ်ခဲ့ကြပြီးယခုဂျန်နက်နှင့်တွေ့ရပြီဂျန်နက်အတန်ကိုကြားရပြီးဟမ်အခုလူစမ်းဘလို့ဖြစ်လာတာလဲဟင် တိတ်ကြောက်စရာကောင်းတာပဲကိုလူဆန်းရဲ့မြည့်ရဲ့ဟိုဘက်မှာလေသူတို့တွေလူတွေကိုတတ်လိုက်ကြတာမိမတွေရောကလေးတွေရောမရှောင်ဘူးခုတွင်ပဲတငယ်ကလေးတယောက်ကိုတတ်ပြစ်လိုက်တာမြင်ခဲ့ရတယ်အကိုလူဆန်းဂျဲနဲ့ကြောက်တယ်လူဆန်းကရီလိုက်ရင်ဒီလမ်းမကြီးပေါ်မှာတင်စစ်ပြေးဒုက္ခတွေပေါင်းနှစ်ပေါင်းတည်ခဲ့တယ်လေဒီလိုလမ်းမျိုးဘယ်နှခုရှိတယ်လဲမှမသိတာအကိုတို့ပြန်လာတဲ့မြောက်ပိုင်းမှာလည်းဒီတိုင်းပဲစစ်ပြေးဒုက္ခတွေကိုရွှေ့တင်ဟုတ်မရဘူးဂျာမန်တွေကရှေ့ကြိုရောက်နေရလေအကိုပြောတာနည်းနည်းနားရှုပ်သွားတယ်ထင်တယ်ဒါလို့ပါအကိုတို့တွေကတစ်စပောက်တွေက တက်မတော်ရန်သူထောင်ချောက်တဲ့ရောင်ပို့ပေးခဲ့ပြီးတော့သူတို့ကတော့ထွက်ပြေးသွားကြတယ်လေသူတို့ကအကိုတို့ပြင်တစ်တက်မတော်ကြီးပျက်စီးသွားစီခြင်းနဲ့အဲ့ဒီထဲမှာအကိုတို့ပပားလဲပါတယ်ဂျာမန်နီလာပြီးအုပ်ချုပ်တာပိုကောင်းသေးတယ်လို့ပပားကမကြာခဏပြောဘူးတယ်ခုသူတို့အရသာတွေ့နေပြီလေလူဆန်းကဂျဲနတ်ကြီးလက်မောင်းများပွတ်နေသည်ဂျဲနတ်တို့ဆက်သွားရမယ်ဒီမှာနေလို့မဖြစ်ဘူးကိုဒီနေရာကိုလဲရန်သူတွေကဘုံကျိတ်လိမ့်မယ်စစ်သားတွေရှိရမလားစစ်သားပဲရှိတာပဲကွယ်အရာရှိပါမကြံတော့ဘူးသုံးယောက်ပဲကြံပါတော့တယ်အားလုံးကထွက်ပြေးကုန်ကြပြီလေး ဒီတောင်ကုန်းလေးကိုတိန်းထားရမယ်တဲ့ရန်သူလည်းမကြအောင်လေဒါကလည်းပါဇက်ပြောပဲရှိတာပါကွာအကိုတို့မှဖြင့်ကရုတ်တွေတူးလိုက်ရတာပြီးတော့တကယ်လည်းမတိုက်ရပါဘူးစုပ်ခဲ့တော့တယ်လေဂျာမန်တွေကလာပြီးတော့ဘုံကျဲတော့တာပဲကဲကဲဂျဲနေဒီမှာမနေနဲ့တော်တော်အကိုလူစမ်းလို့ရအောင်ဒီမှာနေရခဲ့မှာလားအကိုလားအကိုကဒန်းကတ်မှာလေတိတ်သွားတာကောင်းပါသေးတယ်ကွယ်အကိုလူစမ်းညမကြောက်တယ်ညမမသေးခြင်းသေးဘူးဂျဲနာကရှုပ်ကနေတစ်ချက်နမ်းလိုက်ပြီးထွက်လာခဲ့သည်တောင်ငုတ်ထိပ်သို့ရောက်သည့်အခါတွင်ရက်လိုက်သည် ဝင်းလူဆဲဆဲနေလုံးရအကြီးကြီးနေရဲလျက်အပြက်စီးများကိုတောင်ကုန်းပေါ်မှာမမြင်ကဘာလောကကြီးသည်ငြိမ့်ညံ့နေတရောင်ပဲစိမ့်ဆူလက်ဆက်လျက်လွန်ရည်မြင့်ပြင်ကြီးရအဝေးတွင်တငိမ့်ငိမ့်တလက်လက်မြစ်ထဲကတောင်ကလေးများပေါ်တွင်ချုံပုတ်ကလေးတွေနဲ့ဂျဲနတ်အနားတွင်ရှိသည့်တပင်းနှစ်ပင်ကအဆောင်ကြသည့်ဆန်နရီကြီးနှစ်ယောက်လိုမမမမရက်လျက်ကောင်းငင်နောက်ခံတွင်တစ်ရတော်ကဇာမြင်စာပေါက်တဲ့အဝေးတွင်တောင်တန်းတပင်းတို့ကမှိုင်းပြပြမျက်ရည်တော်များပေါ်တွင်ပြန်လွှားငှက်တို့ကခက်နေနေပြန်ဝဲလျက် အဝေးမှာခွေးရောင်တန်းတက်တက်ပေါ်လာလေသည်အဝေးတွင်တဲရှူပြူကလေးတစ်လုံးအင်ရှင်တို့ရှိရမတူသူ့ကိုဖိတ်ခေါ်နေသည်နဲ့အိတ်ထဲမှာဘစ်ကွတ်မုတ်တစ်ချက်ကိုထုတ်ဝါရင်အော်ตาရအေးချမ်းလိုက်ပါရဲ့ကပါဤစိတ်ထဲမှာစုံမိသည်လောကဤသည် နှစ်လိုပွဲအတိနောက်ကြားနေကြလေးရင်များအတန်ကိုကြားရပြန်သည်မြတ်တော်ရဲလှဲချလိုက်သည်မျက်နှာမှုေးနေသည်ငငယ်ကကလေးဘွားတော်ကမြတ်တော်ရဲတွင်ကစားခဲ့ကြပုံငွေဥပောက်တွင်သူတို့ပျော်ခဲ့ကြပုံတို့ကိုတတိယမိသည် နှလုံးကလှင့်မြန်စွာခုန်နေသည်လေရင်ပြားများကပို၍မြည်ဟီလာသည် တွေးချိန်ရသေးသည်ဒီနားတဝိုက်မှာတောစပယ်ရီရှီဟန်တူရဲ့တောစပယ်နန်းရဲ့တင်းလို့ဝေဒနာကိုကြာရှည်စွာမခံလိုက်ရဂျဲနဲ့ဤအဝတ်အစားနဲ့အနီးမှမြတ်ပင်များသည်တွေးများဖြင့်ချင်းချင်းหนีသွားတော်သည်သူမျက်နာသည် ပကတိငြိမ်ချမ်းလျက်လေပြေတစ်ချက်တုတ်လိုက်သည်ဖြင့်ရှေလျားသည့်ဆန်ရွယ်များသည်တလွင်လွင်ဖြစ်နေကြသည်မုံကြီးဝေသည့်မျက်လုံးရဲ့ညာကပထမဆုံးပေါ်လာသည့် ကျဲမုံဖြဖြော်လိုကိုငေးကြည့်လျက်ဟုတ်ကဲ့ပါအခုလို့အဆုံးထိလိုက်ပါနာဆင်ပေးကြတဲ့ကလစ်ကာပေါင်းနဲ့ဒေါ်လန်တီတူပေါင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်နော်